မင်္ဂလာပါရှင်ဒီဇင်ဘာလ10ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစူးစိတင်ဆက်ပေးသွားမှာဖြစ်ပါရှင်အရင်ဆုံးအနေနဲ့မြန်မာပြည်တွင်းတွေကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါဒေါ်လာရေးကာလ9နှစ်ဒီပါရှိလာခြင်းမှာဝန်ကြီးဌာန18ခုနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးကြီးကိုဝန်ကြီးဌာန73ခုနဲ့ပြောင်းလဲဖွဲ့စည်းလိုက်ပေမဲ့ဝေဖန်မှုတွေကြုံနေရပါတယ် ့ NUG ရဲ့နိုင်ငံတော်အကြီးအကဲ၄ဦးဖြစ်တဲ့သမရဦးဝင်းမြင့်ယာယီသမရဒူဝါလရှိလောက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကတော့အပြောင်းအလဲမရှိခဲ့ပါဘူး။ဒါပေမဲ့ NUG အစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့ဒီနေ့ဒီဇင်ဘာလ၈ရက်နေ့ထုတ်ပြန်ချက်အရနိုင်ငံတော်အင်ကာစင်ကိုပြောရမယ့်အစဉ်လိုက်မှာတော့နံပါတ်၁နေရာမှာသမရဦးဝင်းမြင့်နံပါတ်၂နေရာမှာ ိုင်ငံတော်အမေရိကန်ပုတ်ကိုဒေါန်ဆန်းစုကြည်နံပါတ်3နေရာမှာဒုတိယသမ္မတယာယီသမ္မတဒူဝလင်ရှိလောက်နံပါတ်4နေရာမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကိုတွေ့ရပါတယ်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အမေရိကန်ပုတ်ကိုဒေါန်ဆန်းစုကြည်တို့ဟာစစ်တပ်အာဏာစသိမ်းတဲ့2021ဖေဖော်ဝါရီတရက်မနက်အစောပိုင်းကတည်းကဖမ်းဆီးချုပ်နှောင်ခံနေရတာပါ CRPH ဒီနေ့ထုတ်ပြန်ကြေညာတဲ့ NUG အစိုးရအဖွဲ့အစည်းမှာပြည်ထောင်စုဝန်ကြီးချုပ်ရုံးတစ်ခုတိုးလာပြီး အဒီဝန်ကြီးချုပ်ရုံရဲ့ပြည်ထောင်စုဝန်ကြီးအဖြစ်ဒေါက်တာဇော်ဝေစိုးကိုခန့်အပ်ခဲ့ပါတယ်။အရင်အန်ယူဂျီအစိုးရအဖွဲ့ရဲ့ဝန်ကြီးဌာန၅ခုကိုလည်းပယ်ဖြတ်ခဲ့ပါတယ်။အဒီပယ်ဖြတ်ခဲ့တဲ့၅ခုကတော့ဒေါက်တာဆဆာရဲ့အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊နော်ဆူဆန်နာလှလှဆိုရဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊နိုင်ထွန်းဖေခေါ်နိုင်သူဝနာရဲ့အလို့သမားဝန်ကြီးဌာန၊ဦးထင်လင်းအောင်ရဲ့ဆက်သွယ်ရေးတရင်အချက်လက်နဲ့ဤပညာဝန်ကြီးဌာန၊ဒေါက်ခေမမမျိုးရဲ့ ဈေးပွားရင်နဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ပဲဖြစ်ပါတယ်။အရင်ဒုတိယဝန်ကြီးတွေဖြစ်ကြတဲ့ဂျာထရယ်ပန်နဲ့ဒေါက်တာရွှေပုံတို့ကတော့အသစ်ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာပြည်ထောင်စုဝန်ကြီးတွေဖြစ်လာပါတယ်။အရင်ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဆိုင်းခိုင်မျိုးထွန်းနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေးဗစ်ဂွန်အောင်တို့ကတော့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးတွေဖြစ်လာပါတယ်။အရင်နိုင်ငံသားရေးဒုဝန်ကြီးဦးမိုးစောဦးကတော့ အခု NUG အစိုးရအဖွဲ့အစည်းမှာပြန်ပါလာတာမတွေ့ရပါဘူး။ဘယ်ဖြက်လိုက်တဲ့ဝန်ကြီးဌာန၅ခုရဲ့ပြည်ထောင်စုဝန်ကြီးတွေနဲ့လူငယ်ဒုဝန်ကြီးဒေါ်ဤတင်စာမောင်တို့ပြန်ပေါင်းမလာတာကလွဲလို့ NUG အစိုးရအဖွဲ့အစည်းမှာအရင်လူအများစုကိုပဲတွေ့ရတာကြောင့်ဝေဖန်မှုတွေနဲ့ကြုံနေရတာပါ။လာပေါင်းများစွာအချင်းယူပြင်းစင်တဲ့ဆိုတဲ့ NUG အစိုးရအဖွဲ့အစည်းဟောမျောလင့်ထားသလိုမဟုတ်ပဲထူးခြားမှုတစုံတရာမတွေ့မြင်ရဘူးလို့နိုင်ငံရေးအကဲခတ်တူးကမှတ်ချက်ပြပါတယ်။ဒါပေမဲ့ ် NUG ဝန်ကြီးဒုဝန်ကြီးပြောင်းရွှေ့တောင်းဝန်ပေးရမှုဟာအစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်းလဲရေးဖြစ်ပြီးနောက်ထပ်အဆင့်တွေထက်လာဖို့ရှိမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်။နောက်ပြီးဒီပြုပြင်ပြောင်းလဲမှုကိုလုပ်တဲ့အခါအစိုးရအဖွဲ့အဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲရေးတယ်မကပဲမူဝါဒပိုင်းဆိုင်ရာတွေလုံထုံးလုံးဒီပိုင်းဆိုင်ရာတွေအပေါ်မှာလည်းပြုပြင်ပြောင်းလဲနိုင်ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့သူကအစပြောပါတယ်။ ် NUG အစိုးရအဖွဲ့အစည်းမှာပြန်ပါမလာတော့တဲ့ဒုဝန်ကြီးဒေါ်အီတန်ဆာမောင်ကတော့ NUG ရဲ့ပြုပြင်မှုကိုကြိုးဆိုကြောင်းနဲ့ဒေါ်လန်ရေးထဲကလူငယ်တွေကိုဒန်းပြည့်ဦးဆောင်တဲ့အခမ်းကဏ္ဍမှာနေရာပေးချင်တာကြောင့်အစိုးရအဖွဲ့အစည်းမှာမပါဝင်ဖို့အဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းအတိအပေးပြောကြားထားပါတယ်ရှင်စစ်ကောင်စီကလေကြောင်းတက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေနေ့စဉ်ပြုလုပ်နေတဲ့ဖားကံမှာဒီနေ့မနက်အစောပိုင်းကလည်း drone နဲ့ပုံကျဲချလို့မိသားစုဝင်၃ယောက်တိတ်ဆုံးခဲ့ပါတယ် ဒီဇင်ဘာလ9ရက်မနေ့ညနေပိုင်းကနေဒီဇင်ဘာလ8ရက်မနက်အစောပိုင်းထိစစ်ကောင်စီက drone နဲ့ပုံကျဲတယ်လို့လက်နက်ကြီးတွေနဲ့လည်းပြစ်ခတ်နေကြတာလို့သိရပါတယ်။ drone နဲ့ပုံကျဲတဲ့ဖြစ်စဉ်မှာမော်စီစာအုပ်စုမလောင်ကြီးရွာကနေအိမ်နှလုံးပေါ်ကြားရောက်ပေါက်ကွဲပြီးမိသားစုဝင်၄ယောက်ရှိတဲ့အိမ်တဲက၃ယောက်တိတ်ဆုံးကြတယ်လို့ဖားကန့်ဒေသခံကပြောပါတယ်။အဖေအမေနဲ့ကလေးတူတို့တိတ်ဆုံးခဲ့ပြီးကျန်ရစ်သူကလည်းလာသားအရွယ်ကလေးငယ်ဖြစ်တယ်လို့ဖားကန့်ဒေသခံကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ drone နဲ့ပုံကျဲတက်ခိုက်သလိုလက်နက်ကြီးနဲ့လည်းပစ်ခတ်တက်ခိုက်ခဲ့တယ်လို့ဘာကန့်ဒေသခံကစပြောတာပါပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်မှာ စစ်ကောင်စီအင်အားတရာကျော်ကဘာကန့်မြို့နယ်စမ်းကျွယ်နဲ့ရှရော်ခရွာကိုဝင်လာလို့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထပ်မံတေဆုံးခဲ့ပါတယ်ဒါ့အပြင် KPDF တပ်ဖွဲ့ဝင်2ဦးလည်းကြာဆုံးခဲ့တယ်လို့သိရပါတယ်တက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းနဲ့ဘုံကျဲတာတွေနေစဉ်ပြုတ်လုံနေပြီးအရက်သားထိခိုက်အသေးဆုံးမှုတွေရှိနေပါတယ်။လက်ရှိဖားကန့်ဒေသအတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ကချင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ကတရားသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။တရားမဝင်ရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီကအရက်သားပြည်သူတွေကိုဘုံကျဲတိုက်ခိုက်ပြီးစစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ကချင်လူအခွင့်ရေးစောက်ကြည့်ရေးအဖွဲ့ KHRW ကထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာထွန်ဆက်မောင်းပြန်လာတဲ့တောင်သူ300ယောက်ကို စကောင်းစီတပ်စစ်ကြောင်းကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာလ2ရက်နေ့ကချောင်းဦးမြို့ကနေစစ်ကြောင်းထွက်လာတဲ့စစ်ကောင်းစီတပ်ဟာလမ်းမတွေ့တဲ့ရှမ်းထူးကျေးရွာက အသက်40ဝန်းကျင်အရွယ်အမျိုးသား300ယောက်ကိုဖမ်းဆီးတပ်ဖြတ်သွားတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။တပ်ဖြတ်ခံရသူတွေဟာတာမန်အရက်သားပြည်သူတွေဖြစ်ပြီးအဲ့ဒီဖြစ်စဉ်ကိုဒီဇင်ဘာလ9ရက်မနေ့ကမှသိရတာဖြစ်တယ်လို့ချောင်းဦးဆရာတော်ကမိန့်ပါတယ် ဒါ့အပြင်စစ်ကောင်စီတပ်ကကြီးကုန်းကြီးရွာကနေအိမ်တွေကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးတမိုးကြီးပစ္စည်းတွေကိုကားတွေနဲ့တဲဆောင်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။မိရှို့ခံထားရတဲ့ကြီးကုန်းကြီးရွာကပြည်သူတွေဟာလက်တလောတိမ်းရှောင်နေရပြီးစစ်ရှောင်ဥယျာဉ်များလွန်းတာကြောင့်ဇာနရိတ်ကလိုအပ်မှုတွေရှိနေတယ်လို့စစ်ရှောင်ကွန်ကြီးနေသူတွေကပြောပါတယ်။လက်ရှိအချိန်ထိစစ်ကောင်စီတပ်ဟာကြီးကုန်းရွာမှာရှိနေသေးတာကြောင့်မုံရွာမန္တလေးလမ်းမကြီးခင်မွန်ချောင်းစုံလမ်းချောင်းဦးမဲသေးကျိုးလမ်း ချောင်းဦးအမြင့်လမ်းမတွေကိုအတုံးမပြူကြဖို့ဒေါ်လရေးအင်အားစုတွေကသတိပေးထားပါရရှင်။မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတစ်စိတ်ကုန်းကျေးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာလ6ရက်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဒီဇင်ဘာလ9ရက်မနေ့ကလည်းမနက်၈နာရီခန့်ကဇက်တိုက်တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။စစ်တပ်ဘက်ကနေတဖြည်းဖြည်းနဲ့ဂွေးပင်ရွာဘက်ထိဆုတ်ခွာနေတာတွေ့ရတယ်လို့ဒေသခံတူကဆိုတာပါ။စစ်တပ်ဟာမြို့အနောက်ချမ်းကိုစစ်ကြောင်းထိုးလာပေမဲ့ တိုက်ပွဲတွေအတွင်းအထိနာ နေတယ်လို့ဒေသခံစစ်ရေးတရင်ရဲမြတ်တချို့ကပြောပါတယ်စစ်ကောင်စီတပ်က စခန်းကြီးကျေးရွာအထိလက်လွတ်ထားရပြီးတစ်စိတ်ကုန်းမှလည်းစစ်တပ်အကြအဆုံးများတယ်လို့သိရတာပါဒါ့အပြင်ဗမာရဘမှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်နေသေးတယ်လို့သိရတာပါတော်လရေးတပ်တွေဟာမိုးကုံမြို့နဲ့အနီးကပ်ဆုံးမှာရှိနေပြီးတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေရလို့ဒေသခံတွေကပြောပါတယ်စစ်တပ်ဝင်ရောက်လာတဲ့မိုးကုံနဲ့မိုးမိတ်ဒေသတွေမှာ စစ်စင်ရေးကိစ္စတွေအတွက်မိုးကုတ်မိုးမိတ်တေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့ဖွဲ့စည်းထားပြီးအနည်းကကြီးကြပ်ကွက်ကဲနေရာကြောင့်စစ်ကောင်စီရဲ့အရေးပါတဲ့စကန်ကုန်းကိုသိမ်းပိုက်ထားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကဒီဇင်ဘာလ6ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလကုန်ပိုင်းမှာမိုးကုတ်နဲ့မိုးမိတ်မြို့ကနေတအန်းတက်မတော် TNL ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေသတွင်စစ်ရေးအခြေအနေကို NUG ကာကွယ်ရေးဝန်ကြီးဌာနကပြည်သူကိုပထမဆုံးအကြိမ်အသိပေးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ PDF စင်ယုံကျုံဟာမိုးကုတ်မိုးမိတ်တည်သောအစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့ကအစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါရစေ။အခုဆက်လက်ပြီးတော့နိုင်ငံတော်ကတရင်အကြောင်းအရာတချို့ကိုနားဆင်ရမှာဖြစ်ပါရရှင်။နေဆက်မှာစီးပဋိပက္ခတွေရုတ်တရက်ပြန်လည်မြင့်တက်လာတဲ့နောက်ထောင်ထဲရှိတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားဒေသခံတွေအရေးပေါ်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာကမ္ဘောဒီးယားဘက်ကရန်စပစ်ခတ်ခဲ့ကြောင်းထိုင်းကဆွဆွဲခဲ့ပြီး ီဇမလာ၈ရက်မနက်ပိုင်းမှာတော့ကမ္ဘောဒီးယားရဲ့လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်မှုကြောင့်ထိုင်းစစ်သားတယောက်တိတ်ဆုံးပြီး6ယောက်ဒဏ်ရာရရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီအတွက်ထိုင်းကနေဆက်မရှိတဲ့ကမ္ဘောဒီးယားဆစ်စကန်တွေကိုတိုက်လျင်တွေနဲ့ဘုံကျဲခဲ့ပါတယ်။ကမ္ဘောဒီးယားကထိုင်းရဲ့လေကြောင်းတပ်ခတ်မှုတွေကိုအတည်ပြုခဲ့ပြီးပြောင်ပြောင်တင်းတင်းရန်စဖို့တခုလို့ရှုတ်ချခဲ့ပါတယ်။ထိုင်းလေတပ်ကတော့ဒါဟာကုကုကိုကာကွယ်ပိုင်ခွင့်နဲ့အညီတုတ်ပြန်ချင်းတာဖြစ်တယ်လို့ပြောပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇူလိုင်လကုန်ပိုင်းတုန်းကနယ်စပ်အငင်းပွားမှုတွေကိုအကြောင်းပြုပြီး၅ရက်ကြာစစ်ခဲတက်ခိုက်ခဲ့ဘူးပါတယ်။အဲ့ဒီစစ်ပွဲဟာအမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုနဲ့အတူအပြစ်ရသဘောတူညီမှုအရရှိသွားပေမဲ့အခုတော့ပြန်လည်တင်းမာလာနေတာဖြစ်ပါတယ်။နှစ်နိုင်ငံစလုံးကအပြစ်ရသဘောတူညီမှုကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆက်ဆွဲဝေဖန်နေကြတာပါ။အပြစ်ရပြီးနောက်ပိုင်းနေဆက်မှာမြေမြုပ်မိုင်းပောက်ကွဲမှုတွေဆက်လက်ဖြစ်ပွားရာကထိုင်းစစ်သားတွေတရားရခဲ့တဲ့နောက နိုဝင်ဘာ၁၀ရက်နေ့မှာတော့အဲ့ဒီသဘောတူညီမှုအပေါ်လေးစားလိုက်နာမှုအမှန်တမျှကို ထိုင်းဘက်ကအဆိုင်ငယ်ထားမယ်လို့ဝန်ကြီးချုပ်အနုတင်ချန်ဗီယာဂူကကြေညာခဲ့ပါတယ်။ဒီဇင်ဘာလ၁၀ရက်နေ့မှာတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကရှီတန်းမှာရှိတဲ့တပ်တွေအနေနဲ့ထိုင်းရဲ့ရန်စားမှုတွေကိုအတက်နိုင်ဆုံးတီးခတ်နေဖို့လိုကြောင်းငြိမ်းချမ်းရေးသဘောတူညီချက်ကိုကမ္ဘောဒီးယားဘက်ကစတင်ချိုးဖောက်တယ်လို့ဖြစ်အောင် ထိုင်းကတမင်ရန်စနေချင်းတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားအနေနဲ့ ဘလောက်ထိပဲတီးခတ်မယ်ဆိုတဲ့အတိုင်းအတာကိုလည်းတိတိကျကျသတ်မှတ်ထားပြီးဖြစ်ကြောင်းစစ်ဦးစီးအရာရှိအစဉ်စဉ်ကလက်ရှိဖြစ်ပျက်ပြောင်းလဲနေမှုတွေကိုအတွင်းကျကျအနားလည်အောင်စမ်းစစ်ပြီးလိုအပ်တဲ့ညွှန်ကြားချက်တွေကိုထုတ်ပြန်နေကြောင်းလည်းဟွန်ဆန်ကဆိုပါတယ်လက်ရှိမှာတော့ထိုင်းကမ္ဘောဒီးယားနယ်စပ်တခြားစစ်ရေးအခြေအနေတင်းမာနေတဲ့ပိုဆိုးလာနိုင်တဲ့နေရာတွေမှာနေထိုင်နေတဲ့နှစ်ဖက်ပြည်သူတွေဟာဘေးလွတ်ရာနေရာစီးအလို့တကြီးရွှေ့ပြောင်းထွက်ခွာနေကြပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကတော့ တစ်ဖက်ကရန်ဆောင်မှုတွေကိုတုတ်ပြန်ယုံတာစစ်စင်ရေးတွေကိုအကန့်အသတ်နဲ့လှုပ်ဆောင်နေကြောင်းအသီးသီးပြောထားပေမဲ့ဒင်းမောက်မှုတွေက24နှစ်အတွင်းတိတိသားသားမြင့်တက်လာတာဖြစ်ပါတယ်။တခိုက်မှုတွေအတွင်းနှစ်ဖက်အသေးပြောက်အခြေအနေကိုတိတိကျကျမသိရသေးပေမဲ့ကမ္ဘောဒီးယားအစိုးရကတော့နိုင်ငံမြောက်ပိုင်း Proby Hero နဲ့အော်တာမီယန်ချီပြည်နယ်တွေထဲကနေဆက်တွေမှာထိုင်းရဲတခိုက်မှုကြောင့်အရက်သား၄ယောက်သေဆုံးပြီး၉ယောက်ဒဏ်ရာရရှိကြတယ်လို့ထုတ်ပြန်ထားပါတယ်။ဇူလိုင်လတုန်းကအစ်စ်ရဲ့ဗတိပခါမှာတော့ နှစ်နိုင်ငံပေါင်းလူ48ယောက်ထပ်မံတိုက်ဆုံခဲ့ပြီးနေဆက်ဒေသတွေမှာ နေထိုင်သူ3တိတ်လောက်ယာယီနေရအစွန့်ခွာထွက်ပြေးခဲ့ရဖူးပါတယ်ရှင်။ဒီနေ့နိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ကြောင်းအစိုးရကကြေညာခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့တုန်းကအနောက်အာဖရိကဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ဘီနင်မှာစစ်တပ်အရာရှိတချို့ကအာဏာသိမ်းလိုက်ပြီလို့ကြေညာခဲ့ပါတယ်။နိုင်ငံပိုင်းရုပ်မြင်သံကြားဌာနတွေကနေမနက်ပိုင်းမှာထုတ်လွှင့်တဲ့ကြေညာချက်မှာတော့ ရန်နဂရီယာအပြည့်အစုံနဲ့စစ်သားတွေကို တွေ့ခဲ့ရပါတယ်။အဲ့ဒီနောက်အခြေအနေတွေကအရန်ရှုပ်ထွေးသွားခဲ့ပြီးပြည်သူတွေလည်းအထိတ်တလန့်ဖြစ်ကုန်ပါတယ်။နိုင်ငံရဲ့အကြီးဆုံးနဲ့အစိုးရရုံးဆိုင်ရာမြို့ဖြစ်တဲ့ကိုတိုနူမှာလည်းပြင်းထန်တဲ့ပောက်ကွဲသံတွေထွက်ပေါ်နေခဲ့ပါတယ်။ဒေသခံတွေကတော့အဲ့ဒီပောက်ကွဲသံတွေဟာလေကြောင်းတိုက်ခတ်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နိုင်ရီတချို့အကြောင်မှာတော့အစိုးရကနောက်ဆက်တွဲကြေညာချက်ထုတ်ပြန်ခဲ့ရမှာပါ။ အဒီအာနာသိမ်းမှုဟာဘီနယ်စစ်တပ်တစ်ခုလုံးရဲ့လုံဆောင်ချက်မဟုတ်ကြောင်းအစိုးရကိုဆက်လက်တစ္ဆာခံနေတဲ့တပ်ဖွဲ့တွေဟာအာနာသိမ်းမဲ့အကြမ်းစီကိုတားဆီးနိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။အစိုးရထုတ်ပြန်ချက်ထဲမှာတော့အာနာသိမ်းမှုကြမ်းစီခဲ့တဲ့တပ်အရာရှိတွေကိုတပ်တွင်းအုံကြွသူတွေအဖြစ်ဆွဆွဲထားပါတယ်။ဘီနယ်မှာအာနာသိမ်းကြောင်းကျင်းညာချိန်မှာအိန္ဒိယနိုင်ဂျီးရီးယားနိုင်ငံကအဲ့ဒီအခြေအနေကိုတုံ့ပြန်ဖို့တိုက်လေရင်တွေဆင်လွတ်ပေးခဲ့ပါတယ်။လေရင်ပြန်တမ်းမှုမှတ်တမ်းတွေအရောက် နိုင်ဂျီးရီးယားလေယာဉ်၃စီးဟောင်းဘီနင်လေးပိုင်းနဲ့ထဲဝင်ရောက်ခဲ့ပြီးအဲ့ဒီနောက်ပြန်လည်ထွက်ခွာသွားတာကိုတွေ့ကြရပါတယ်။နောက်ပိုင်းမှာတော့နိုင်ဂျီးရီးယားအစိုးရကဘီနင်မှာအာဏာသိမ်းမဲ့အာထုတ်မှုကိုဟန်တားဖို့နဲ့အစိုးရအတွက် လေးပိုင်းနဲ့အစိုးမမှုကိုကာကွယ်ပေးထားဖို့တိုက်လျင်တွေဆင်လွတ်ပေးခဲ့တယ်လို့အတည်ပြုသွားပါတယ်။ဒါ့အပြင်နိုင်ငံပိုင်းရုပ်မြင်သံကြားဌာနနဲ့စစ်ကန်တခုမှစုဝင်းနေတဲ့အာနာသိမ့်ဖို့ကြံစည်နေသူတွေကိုပါတိုက်ခိုက်ခဲ့တယ်လို့လေနိုင်ဂျီးရီးယားကဆိုပါတယ် ဘီနင်တမရပက်ထရစ်တာလွန်ကစစ်တပ်ထံမှနိုင်ငံအပေါ်ဆက်လက်တစ္ဆာစောင့်တည်တဲ့အရာရှိတွေအကူအညီကြောင့်အာဏာသိမ်းဖို့ကြိုးစားမှုကိုဖြိုခွင်းနိုင်ခဲ့တယ်လို့တနိုင်ငံလုံးကိုလိတ်မှုပြီးညနေပိုင်းမှာမိခွန်ပြောခဲ့ပါတယ်။နိုင်ငံအပေါ်ဆက်ပြီးတစ္ဆာစောင့်တည်ကြောင်းပြသခဲ့တဲ့တက်ဖွဲ့ဝင်တွေတကောင်းဆောင်တွေကိုချီးကျူးအသိအမှတ်ပြုကြောင်းအစိုးရဟာအာဏာသိမ်းမဲ့အကြံစီတစ်ခုကနေလွတ်မြောက်ခဲ့ပြီးဆိုတာပြည်သူတွေကိုအာမခံနိုင်ကြောင်းတာလွန်ကအဆိုပါတယ်။အသက်68နှစ်အရွယ်တမရက အစိုးရတစ္ဆာခံတက်တွေဟာပုံကန်သူတွေရဲ့နောက်ဆုံးလက်ကျန်အင်အားစုတွေကိုပါလိုက်လံရှင်းလင်းနေစေလို့ပြောပါတယ်။ဘီနယ်မှာအခြေအနေတွေရှုပ်ထွေးနေချိန်အတော်အတွင်းနိုင်ငံသားတွေအနေနဲ့တနိုင်သမျှအိမ်အပြင်မထွက်ကြဖို့ပြင်သစ်နဲ့ရုရှားတန်ယုံတွေက အသေးသေးသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ American တန်ယုံကတော့နိုင်ငံသားအလုံးကိုတိုနူမျိုးကနေအတက်နိုင်ဆုံးရှောင်ကွင်းနေကြဖို့အကြံပြုထားပါတယ်။ဒုတိယပုံမူကြီး Pascal Degree ဦးဆောင်တဲ့ပုံကန်သူတွေကတော့ နိုင်ငံမြောက်ပိုင်းမှာလုံခြုံရေးအခြေအနေတွေဆိုးရွားလာနေတာဟာတာလွန်ဥဆောင်တဲ့အစိုးရရဲ့ညံပြင်းမှုကြောင့်လို့ဆက်ဆွဲပြီးအားရာကြောင့်အာဏာသိမ်းဖို့အဆုံးဖြတ်ခဲ့ကြောင်းအစိုးပိုင်းမှာကြေညာခဲ့ပါတယ်။ဘင်းနယ်မြောက်ပိုင်းနယ်စပ်တွေမှာအစွန်းရောက်ဂျီဟတ်ဝါဒီလက်နက်ကိုင်တောင်းကျမ်းသူတွေထားကြွနေပြီး IS El Gaina တို့နဲ့ဆက်ဆက်တဲ့ cell တွေဟာတောင်ပိုင်းဒေသတွေအထိအစိုးမိုးနေမြေတွေချဲ့ထွင်ဖို့ကြိုးစားနေပါတယ်။ဘင်းနယ်စစ်တပ်ကအဲ့ဒီစစ်သွေးကြွအင်အားစုတွေနဲ့တိုက်ခိုက်ရမှာတော့ အရင်မလာတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းသိရပါတယ်ရှင်။နေတူးစစ်မဟာမိတ်အဖွဲ့ရဲ့ဦးဆောင်မှုကိုဥရောပနိုင်ငံတွေက2029ခုနှစ်ကြာရင်လက်လွဲယူစေလို့ကြောင်းအမေရိကန်ကဆိုပါတယ်။အမေရိကန်ကာကွယ်ဝင်ကြီးဌာနဖြစ်တဲ့ပင်နဂိုစစ်ထအနာချုပ်ရဲ့အရာရှိတချို့က2029ကြာရင်ဥရောပဟာနေတူးရဲ့တမန်ရိုးကျစီရေးကဏ္ဍအများစုကိုဥဆောင်တာဝန်ယူတဲ့အခြေအနေမျိုးရောက်နေဖို့အမေရိကန်ကလိုလားကြောင်းပြောကြခဲ့ပါတယ်။တမယိုးကျစီရေးကဏ္ဍတွေဆိုတာက စစ်ထောက်လင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ဒုံးကြီးတွေဖြန့်ကျက်မှုစတဲ့အပိုင်းတွေကိုဆိုလိုပါတယ်။ဘင်နဂွန်ရဲ့ထိတ်တန့်စစ်ဘက်အရာရှိတွေဟာအဲ့ဒီသဘောထားကိုပြီးခဲ့တဲ့သတင်းပတ်တုန်းကဥရောပမဟာမိတ်နိုင်ငံတွေရဲ့တန်တမန်အရာရှိတွေစီအတိပေးခဲ့တယ်လို့ဆိုပါတယ်။ American မှာ Donald Trump တမလာဖြစ်လာခြင်းကတည်းကဥရောပနိုင်ငံတွေရဲ့လုံခြုံရေးအတွက် American ကအဓိကတောင်းဝန်ယူထားရတာဟာမမျှတဘူးလို့ဝေဖန်ပြီး NATO မှာ American ရဲ့ဥဆောင်မှုကိုရှော့ချဖို့စူးစမ်းခဲ့ပါတယ်။ အခုတော့ဥရောပကဥဆောင်တဲ့နေတို့အနေနဲ့ရည်တည်စေချင်တဲ့အမေရိကန်ရဲ့သဘောထားအတွက်အကောင့်ထဲပေါ်ဖို့အချိန်ကာလပါသတ်မှတ်ပေးလိုက်တဲ့သဘောပါပဲ။ဥရောပတန်ရာရှိတဲ့အဆွေးနေမှုဟာအမေရိကန်ကနေတို့ကိုအဓိကဥဆောင်နေတဲ့နေရာကနေနေတို့ရဲ့အဓိကမိဖက်အဖြစ်ပြောင်းလဲရည်တည်ရေးကိုအဓိကဥတီထားတယ်လို့ဆိုပါတယ်။ပင်ဒဂွန်ရဲ့အရာရှိတွေကတော့အမေရိကန်ရဲ့အဓိတောင်းဆိုမှုတွေကိုနေတို့အဖွဲ့ဝင်ဥရောပနိုင်ငံတွေကဖြည့်ဆည်းပေးဖို့ လက်ရှိလှုပ်ဆောင်နေမှုတွေကိုမကျေနပ်နိုင်သေးဘူးလို့အသိပေးထားပါတယ်။တကယ်လို့2029ခုနှစ်မှာဥရောပကနေတိုးရဲ့စစ်ရေးကဏ္ဍကိုလက်တွေ့ဦးဆောင်တဲ့အနေအထားအထိရောက်မလာသေးဘူးဆိုရင်အမေရိကန်ဟာနေတိုးရဲ့ကာကွယ်ရေးဆိုင်ရာအထောက်အမှုတချို့မှာပါဝင်ပတ်သက်မှုလျှော့ချမယ်လို့လည်းပင်နဂွန်ဘက်ကဥရောပသံရရှိတွေကိုတတိပေးခဲ့ပါတယ်။ယူကရိန်းစစ်ပွဲနောက်ပိုင်းရုရှားရဲ့ချင်းချောက်မှုပုံမကြီးထွားလာနေတဲ့အခြေအနေမှာ နေတိုးမဟာမိတ်နိုင်ငံတွေအပေါ်လုံခြုံရေးအမခံချက်ပေးမှုကိုရှော့ချခြင်းနဲ့ထရမ့်ရဲ့သဘောထားကဥရောပအတွက်ခေါင်းခဲစရာလည်းဖြစ်လာပါတယ်။2029ခုအရောက်မှာနေတိုးရဲ့စစ်ရေးအစီအမံတွေကိုဥရောပကဥဆောင်တဲ့အဆင့်ရောက်မရောက်ဆိုတာကိုထရမ့်ကဘယ်လိုစံနှုန်းတွေနဲ့တိုင်းတောင်မလဲဆိုတာကိုလည်းဥရောပမဟာမိတ်နိုင်ငံတွေကရှင်းရှင်းလင်းလင်းသဘောမပေါက်ကြဘူးလို့ဆိုပါတယ်။နေတိုးအရာရှိတယောက်ကတော့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တမန်ရိုးကြောက်ကာကွယ်ရေးအစီအမံတွေအားလုံးမှာ ်အမေရိကန်ကအဓိကထမ်းထားရတဲ့ window ဝင်ဖို့ကိုဥရောပဘက်စီလွှဲပြောင်းပေးဖို့ဆိုတာကိုသဘောတူလက်ခံထားပြီးဖြစ်တယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ Trump ဟာဥရောပမဟာမိတ်နိုင်ငံတွေအနေနဲ့အမေရိကန်အပေါ်အလွန်အကျုံမမီကိုပဲကုကိုကိုကာကွယ်နိုင်အောင်စစ်အသုံးစရိတ်တွေမြင့်တင်ဖို့အပူတပြင်းဖိအားပေးတောင်းဆိုသွားပါတယ်။မကြာသေးခင်ကဂျင်းပါခဲ့တဲ့ NATO ညီလာခံတစ်ခုမှာတော့အမေရိကန်ဒုတိယနိုင်ငံသားရေးဝန်ကြီး Christopher Landor ကဥရောပမဟာမိတ်တွေအနေနဲ့ ဥရောပလုံခြုံရေးအတွက်ပိုမိုတောင်းဝန်ယူပြီးဂါဂွန်ရဲ့အသုံးစရိတ်တွေမြင့်တင်တင်နေပြီဆိုတာအရန်တည်တာနေကြောင်းဝေဖန်ပြောကြားသွားပါတယ်ရှင်။ဒီပတ်စပင်ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။